မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ဒီနေ့ကတော့ထိတ်ဆီလေးလုံးတွင်နီးနဲ့နောက်ထပ်ထိတ်ဆီတလုံးတွင်နီးကိုတွင်နီးနဲ့တကွာအချင်းပြအပေးတော့မှာဖြစ်တယ်ဗောနော်ကျွန်တော်ပြီးခဲ့တဲ့တပတ်မှာတော့ထိတ်ဆီဖောင်းထားခဲ့တာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ထိတ်ဆီလေးလုံးယူတယ်နီးတွင်နီးအတစ်ကိုကျွန်တော်အတူတူလေးလာကြည့်အောင်ဗောနော်ဒီခွန်တုံများနေ့လေးထိတ်ဆီဖြစ်ပါတယ်ချပိသွားတာက၄၈တိဆိုတဲ့အတွက်ကြောင့်မို့လေးတလုံးထိတ်ဆီးနေရဖြစ်တယ်ဗောနော် လေထိတ်စီလေရှိတဲ့နောက်ထပ်ရှစ်တဲ့၃၅ဆိုပြီးတော့အဲ့ဒီထိတ်စီလေးလုံးရတယ်ဗောနော်ရှားပေးသွားတာက၅၉ရှိဆိုတဲ့အတွက်၅လုံးထိတ်စီဖြစ်ပါတယ်ခင်ဗျာ၅ထိတ်စီ၅၉ရှိဗောနော်တနည်းအရာရှစ်တဲ့၃၅ထိတ်စီပဲပြန်ရတယ်တိတိချောင်းဆိုတဲ့အတွက်ကြောင့်မို့တဲ့လုံးထိတ်စီနေရာဖြစ်ပါတယ်ခင်ဗျာ ရှောက်ကိုတီတုံးထိစီလေးလုံးထဲကခြားပြီးသွားတာဒီရှောက်ကိုတုံးမြဖြစ်တဲ့အတွက်ကြောင့်မို့ရှောက်ထိစီဖြစ်ပါတယ်ရှောက်ထိစီရှောက်ကိုတုံးမြဖြစ်ပါတယ်ရှောက်ကိုတုံးမြပြီးတော့နောက်ထပ်တစ်ပြင်မှာကငါးကိုတုံးဖြစ်ပါတယ်ငါးရှစ်တုံးမြနေထဲကငါးတလုံးထိစီနေရာဖြစ်ပါတယ်ငါးထိစီငါးကိုတုံးပေါ့နော်ရှစ်တိတုံးငါးထိစီဒီလေးလုံးထဲကငါးတလုံးထိစီငါးတုံးမြလေးဖြစ်ပါတယ် ငါထိတ်စီငါ၃ရာလေးပေါ့နော်ရှစ်တက်၃ငါထဲကငါ၃ရာ၃ဆိုတဲ့အတွက်ငါသလုံး ထိတ်စီနေရဖြစ်ပါတယ်ငါထိတ်စီငါ၃ရာ၃၃၆၈တုံရာထိတ်စီ၄လုံးထဲက၃သလုံးထိတ်စီ၃၃၆ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်ပါလေ3 6 7တုံများဆိုပြီး20အရာဒီထိတ်စီလေးလုံးရတယ်ပေါ့နော်တုံများတစ်လုံးထိတ်စီနေရာချပြီးသွားတယ်တုံညာ၄တိပေါ့နော် တောင်ညာလေးတည်ပြီးတော့ရှေးလျှောက်ခွန်ဖြစ်ပါတယ်။ထိတ်စီလေးလုံးကရှေးတည်35ဖြစ်ပါတယ်။ရှေးတလုံးထိတ်စီနေရာပါဖြစ်ပါတယ်။ရှစ်ထိစီရှစ်လျှောက်ခွန်ရှစ်လျှောက်ခွန်ပြီးတော့အခြားတုံများခြားဖြစ်ပါတယ်6ကိုတစ်တုံးထဲက6တလုံးထိစီနေရာပေါ့နော်6တုံများ6ကိုနေလေး6ထိစီထဲက6 6နေဆိုတဲ့အတွက်6တလုံးထိစီနေရာဖြစ်ပါတယ်6ထိစီ6 6နေ 3673များထိစီတဲ့က665ဆွေအတွက်6တလုံးထိစီနေရာချပေးသွားတာဖြစ်ပါတယ်။နောက်ထပ်နင်း909တဲ့က9တလုံးထိစီ96နေဖြစ်ပါတယ်ခင်ဗျာ။နေပြီးတော့3ညာလေးလေးပါနော်3ညာလေးလေးတပြက်မှာ3အဆိုရင်20အရာခွန်တုံနာနေလေးထိစီတဲ့က3ညာတလုံးထိစီနေရာပြေးသွားတာဖြစ်ပါတယ်။ ငါချစ်တော်များနေထိစီတဲ့ကနေတလုံးထိစီနေနေပြဖြစ်ပါရယ်ခင်ဗျာအဲနောက်ထပ်တစ်ပြင်မှာလည်းငါချစ်တော်များနေထိစီပဲပြန်ရတယ်ပေါ့နော်ချစ်လေး3ဆိုရတဲ့အတွက်ရှစ်တလုံးထိစီနေရာချပေးသွားတာဖြစ်ပါတယ်တင်းလေး6ချစ်တဲ့ကချစ်တလုံးထိစီ663ဖြစ်ပါတယ်ချစ်ထိစီ663ပေါ့နော်663ပြီးတော့နေတော်ညာ9ဖြစ်ပါတယ်ကျွန်တော်ဘက်ကိုထပ်ပြီးလေ့လာကြအောင်ပေါ့နော် ဒါသူချပေးသွားခဲ့တဲ့ဟာလေးကိုကျွန်တော်တို့မိုက်ဆွေများတည်အောင်ပြန်လေးပြပေးရှင်းဖြစ်ပါတယ်။နေ989ထိပ်စီလေလုံးထဲကနေတလုံးထိပ်စီနေ39ဖြစ်ပါတယ်။ခွန်တုံများနေလေးထိပ်စီတဲ့ကခုနှစ်တလုံးထိပ်စီခွန်ခွန်ကိုဖြစ်ပါရယ်ခင်ဗျာနေ9ခွန်ကိုတဲ့ကခုနှစ်တလုံးထိပ်စီခွန်တုံညာတုံညာဖြစ်တယ်ဗောနောခွန်ထိပ်ဖြစ်ပါရယ် 6933မှာတော့3တလုံးထိပ်စီ300ဖြစ်ပါတယ်3673ညာထိပ်စီဆိုပြီးရတယ်ဗောနော်ခြေတလုံးထိပ်စီ69လေးချပြီးသွားတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်20အသစ်ဖြစ်ပါတယ်ဗောနော်ပြီးခဲ့တဲ့တပတ်မှာတော့ထိပ်စီဖောက်သွားတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်မိတ်ဆွေများလှိလာလို့ရအောင်20အသစ်ကိုတင်ပေးသွားမှာဖြစ်ပါတယ်ဗောနော်ကြာဆိုရင်ကျွန်တော်အတူတူ20ကိုလှိလာကြည့်အောင်လားခင်ဗျာ ထိတ်20နီးပေါ့နော်ထိတ်စီ20နီးကိုဒီ900တပင်ကနေ300တပင်ကိုတက်ပြပေးတော့မှာဖြစ်ပါတယ်အစားအနေကျွန်တော်မပြတော့ဘူးပေါ့နော်ဆိုတော့သူရဲ့20နီးကဒီ9လေး20 9 0 9နဲ့ပေါင်း80 90နဲ့9ပေါ့နော်80နဲ့ကြိမ်ပေါင်း16ဖြစ်ပါတယ်9နဲ့ကြိမ်ပေါင်း30 10နဲ့ပေါင်းတာ10နေနဲ့ရှင်းက30 9 3လီက15ဖြစ်ပါတယ်ဒီတင်းနဲ့အနောက်မှာရှင်းနဲ့ထပ်ပေါင်းမယ်နောက်ထပ် 9ရဲ့အပေါ်မှာရှိတဲ့9ရဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါ9ကိုမြောက်ထားတာမဟုတ်ဘူးဗောနောမဆန်တို့အတွက်အပေါ်မှာရေးထားတာဖြစ်ပါတယ်9 9ပေါင်းရှင်း30 9 9ပေါင်း30နောက်ထပ်10နဲ့10ပေါင်းနဲ့ရှင်းနဲ့ပေါင်းရင်30 6တလုံးကြံတယ်ဗောနောအဲ့ဒီ6ကို3နဲ့ပေါင်းရှင်း900ရတယ်ကိုနိနေထပ်ပေါင်းတာ73တိကိုနိနေပေါင်းခြင်း3 69တိတုံးထိစီ၄လုံးထဲက 300ဆိုတဲ့အတွက်ကြောင့်မို့တုံးထိပ်စီချပေးသွားတာဖြစ်ပါတယ်။ပြန်ပြီးပြပေးသွားမယ်ပေါ့နော်။ရှောက်ကူတိတုံးမှာ300ဖြစ်ပါတယ်။အချိန်ကြီးအဖြစ်20နှစ်မှာရှိပြပေးထားတယ်ပေါ့နော်။ထပ်ပြီးတော့3683မြောက်ဒီထိပ်စီလေးလုံးရတာကိုထပ်ပြီးတက်ပြပေးသွားပါမယ်။ခွနေနာချိုင်ပေါင်း14အလေးနဲ့ဒီအရှိယာရှင်းနေပေါင်းရင်စနစ်အလေးကအလေးကလေးလေးလျာ16ဖြစ်မယ်ပေါ့နော် ငါးနှစ်ချိန်ပေါင်းရှင်း30နေနဲ့6နဲ့ပေါင်းရှင်းက6ဖြစ်ပါတယ်။ရှစ်သုံးလီ20နဲ့4တင်းနဲ့6ပေါင်းရှင်းက9ဖြစ်ပါတယ်။တင်းနဲ့5ပေါင်းရှင်း6ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်ဒီမှာနေနဲ့6နဲ့ပေါင်းရင်30 6နဲ့4နဲ့ပေါင်းရင်30 9နဲ့6နဲ့ထပ်ပေါင်းတာ73ဆိုတဲ့အတွက်3ကို အပေါ်ကလိုမျိုးပဲ3နဲ့ထပ်ပေါင်းရှင်း 6ရတဲ့6ကိုနင်းနေပေါင်း8 8ကိုနင်းနေပေါင်း30 3 6 8တုံများထိစီလေးလုံးထဲက8တလုံးထိစီ8 9လေးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာ3 6 8တုံများဆိုပြီးရေးပြပေးထားတာဖြစ်တယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ5ချိန်အတွက်ဒီထိစီ20ထပ်ပြီးပြအောင်လားဆိုတာလေးတွေ့ပြပေးသွားမယ်ပေါ့နော်။ ချစ်3လီ24လေးတက်လီလေးပေါ့နော်ငါးနှစ်ချိန်ပေါင်း24လေးတလုံးကြံတယ်တစ်3ပေါင်းရှင်လေး9 3လီက29 3ကတစ်ချိန်ပေါ့နော်3နဲ့9ပေါင်းရင်30အဲပြီးတော့6နဲ့9ပေါင်းရှင်17ဖြစ်ပါတယ်ဒီမှာလေးက3ချိန်ဆိုတဲ့အတွက်လေး3လီဒီဆက်နေရတယ်ဟော sorry လေးလေးဒီက16ပေါ့နော်6နဲ့9ပေါင်း73 3နဲ့10ပေါင်းလေးဆိုတဲ့အတွက်လေးကို3ပေါင်းရှင်ခွန်ရမယ် ခွန်ကိုနှစ်ထပ်ပေါင်းရှင်ကိုကိုကိုနှစ်ပေါင်းရှင်ဆက်တဲ့ဆိုတဲ့အတွက်ကြောင့်မို့လေခွန်ကိုတိဒိစီလေလုံးရတာဖြစ်ပါတယ်ဒါဒီ20အရာပေါ့နော်လေခွန်ကိုတိဒိစီလေလုံးဆိုပြီး20အရာအဲ့ဒီလေလုံးရနေတာဖြစ်ပါတယ်ဒါဒီ20အရာဖြစ်တယ်ဗောနော်၄ခွန်၉တိ โอเคနောက်ထပ်ကျွန်တော်တို့ထိစီတလုံးယူတဲ့နေ့ကိုတူတူလေ့လာကြည့်အောင်လားခင်ဗျာတလုံးထဲတော့ထိစီတွင်နေ့ဖြစ်ပါတယ်ဗောနော်ဒီနေ့နေ့တစ်ပင်ကနေစာမှာဖြစ်ပါတယ်တွင်နေ့ကဒီ၈နဲ့၃နဲ့ပေါင်းတာက၁၇ဖြစ်ပါတယ်၃နဲ့ချိန်ပေါင်း၆၉နဲ့ပေါင်းရင်၁၅ဖြစ်ပါတယ် ငါးခွန်ကစနစ်ဆိုတဲ့အတွက်ငါးရဲ့နေ့ရခွန်ခွန်နဲ့တိပောင်းရှစ်ဆိုတဲ့အတွက်ကြောင့်မို့ရှစ်ထိပ်စီဖြစ်မယ်ပေါ့နော်ရှစ်ထိပ်စီမှာခြားပြီးသွားတာက၈၄3ဖြစ်ပါတယ်၈၄3ဒါကြောင့်မို့ထိပ်စီ OK တယ်ပေါ့နော်ရှစ်ထိပ်၈၄3ဖြစ်ပါဖြစ်ပါတယ်နောက်ထပ်၈၄3တပင်ကနေအပေါ်က20တိုင်းပဲထပ်ပြီးလေ့လာကြည့်အောင်6နာချိန်ပေါင်းတာစနစ် 9နာချိန်ဟာ18ရှင်းနဲ့9ပေါင်း73ဖြစ်ပါတယ်6ခွန်က73 336 6နဲ့2ပေါင်း8ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီဒီပင်းမှာလည်းချစ်ထိတ်စီရတာဖြစ်ပါတယ်ခြာပေးသွားတာကချစ်ထိတ်စီ663ဖြစ်ပါတယ်ထပ်ပြီးကျွန်တော်663ဒီပင်းကနေထပ်ပြီးလေ့လာကြအောင်ပါနော်9နဲ့2ပေါင်း73 နေ့နဲ့ချိန်လေးလဲခွန်ကစက်တည်ရတာဖြစ်ပါတယ်။ဒီပဲရေးမယ်ပါနော်။၃ခွန်ပေါင်း30တိတိပေါင်းရှင်းနေ့ဖြစ်ပါတယ်။ဒါကြောင့်မို့နေ့ထိပ်စီဖြစ်မယ်ပါနော်။နောက်ထပ်တစ်ပြန်မှာကနေ့39ဖြစ်ပါတယ်။နေ့ထိပ်စီပေါ့နော်။နေ့ထိပ်စီနေ့39ဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ပြန်ပါနော်3နဲ့5ပေါင်းရှင်းချစ်ဖြစ်ပါတယ်5နဲ့ချိန်ပေါင်းရှင်းက30နှစ်ခွန်ပေါင်းရှင်း9 ရှိကူပေါင်းရှင်ဇက်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ခွန်ထိပ်စီယူမှာဖြစ်ပါတယ်။ညတုံညာကိုပြီးတော့ခွန်ခွန်ကိုချပေးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်ထိပ်စီခုနှစ်ကအဲ့ဒီတပင်မှာလည်း OK တယ်ပေါ့နော်။တုံညာနဲ့ညပေါင်းရှင်က နေဖြစ်ပါတယ်ခွန်ခွန်ကိုတပင်ကနေတွဲမှာဖြစ်တယ်ပေါ့နော်။ကိုနာချိန်ဟာ78ရှင်းနဲ့ချပေါင်းတာ74လေးခွန်က73နင်းနဲ့၄ပေါင်း6 6နဲ့7ပေါင်းရှင်းခွန်ဆိုတဲ့အတွက်အဲ့ဒီမှာ ခွန်ဒိတ်စီဖြစ်မယ်ပေါ့နော်ခွန်တုံများတုံများခြားပြီးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ခွန်ဒိတ်စီခွန်ကဟိုဂီနီဆဲပဲဖြစ်ပါတယ်ခုနှစ်ရာတပင်ကနေလေလာကြည့်အောင်ငါးနှစ်ချိန်ပေါင်း10ရှင်းနှစ်ချိန်16 4နဲ့ပေါင်းရင်20တုံများပဲရှိမယ်6ခွန်ပေါင်း73တုံညာနဲ့တုံများသုံးပေါင်းရှင်3ဆိုတဲ့အတွက်ကြောင့်မို့တုံထိတ်စီဖြစ်ပါတယ်ခွန်တုံများ တုံညာပြီးတော့3ခွန်ခွန်ပေါ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီထိပ်စီ3 OK နေ7ပဲဖြစ်တယ်ဟောနော်ဒီလေးငါးပေါင်းရှင်းကကို3နဲ့ချိန်6 6နဲ့ပေါင်းရှင်းစနေဖြစ်ပါတယ်တုံညာနဲ့ခွန်ပေါင်းခွန်ခွန်ရဲ့နေ့ရဲ့ပေါင်းကို9နဲ့9ပေါင်း18ဆိုတဲ့အတွက်ကြောင့်မို့8ထိပ်စီယူမယ်ဗောနော်ရှစ်ကိုလေးချပြီးသွားတဲ့အတွက်ကြောင့်မို့ရှစ်ထိပ်စီ OK တယ်ခင်ဗျာ โอเคงาจ๋ายด้วยดีนี้อติ้งเสร็จพี่ดอไปทัวร์ขึ้นมั้ยสวยตัวนี้อย่าจินรติตินะงาเนี่ยป้องชิง6ขึ้นมั้ยบ่เนาะงาก็ตะเจ๋งนอกถ้า6เยคงเยป้องชิงก็73ช่องนั้นงาป้อง73ตินะ3ป้องชิงเลยสวยด้วยจังหมดจินรุเลยถိတ်ซี้ยามมาဖြစ်ပါတယ်บ่เนาะချစ်လေးသုံးကနေတောက်ချောက်ကိုပေးလာခဲ့တဲ့ထိတ်စီးတလုံးပေါ့နော်လုံးပိန်ထိတ်စီးတလုံးဖြစ်ပါတယ် ခွန်ထိတ်စီခွန်ခွန်ကိုခွန်ထိတ်စီခုနှစ်ရာသုံးထိတ်စီသုံးခွန်ခွန်ချစ်ထိတ်စီရှိကိုလေငါးကြိမ်မှာတော့လေးထိတ်စီဆိုပြီးရနေတာဖြစ်ပါတယ်။ဒါဒီ20အရာအရာတွေကဏ္ဍကိုရေးပြပေးရှင်းဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်လေးခွန်ကိုတိထိတ်စီခုနကလေးထိတ်စီဆိုတော့ကျွန်တော်ဒီမှာလေးတစ်လုံးပါနေတဲ့အတွက်ကြောင့်မို့လေးထိတ်စီအကောင်းတယ်လို့ပြောရမယ်ဗောနော်။ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ